ဒါကတကောင်းမှာ capacitor ယူအပ်ဘလောက်သုံးရမှာလဲဟုတ်တယ်နော်ဒီ capacitor ယူအပ်ကိုဘလို့တွက်ရမှာလဲဒီလိုပုံလေးပေါ့ဒါကတော့တွက်နေကတော့အမျိုးမျိုးရှိတယ်အဲ့ဒီထဲမှာမှာကိုယ့်စီကိုရောက်လာတဲ့သင်တန်းသားတွေလွေကူရိုးရှင်းရမယ် online ကလေးလာနေတဲ့သူတွေလည်းလွေကူရိုးရှင်းစာ နားလည်ရမယ်ဟုတ်တယ်နော်ဒါဆိုရင်အရင်ဆုံးစပြုတ်မှာက တကောင်မှာဝတ်ဘလောက်ရှိတယ်ဆိုတာနားလေဖို့လို့ရတယ်။အရှိအသင်္ကန်းစာမှာတင်ပြီးသွားပြီ။တကောင်မှာဝတ်ဒီ946ဝတ်ရှိတယ်။ဒါကိုမမှတ်မိဘူးစီရင်တင့်ဆိုတာတထောင်လောက်လိုက်လို့ပြောထားတာ။ဟုတ်တယ်နော်။ 1HP မှာ946ဝတ်ရှိတယ်။946ဝတ်ကိုဘယ်ရလဲလဲဆိုရင်တထောင်ကိုပါဝါဖတ်တန်နဲ့အရှိမတင်ပြီးသွားပြီဟုတ်တယ်နော် အဲ့တော့ဒီကက်ပါစီတာ UI ကဘလို့ရလာလဲအဲ့လိုမျိုးဆိုလွလွလေးလောလောဆယ်မှာနံပါတ်1လုတ်ထားတယ် WiFi လွပြထားတယ်1ဟုတ်တယ်နော်946ဝကို3နဲ့စားလိုက်လောလောဆယ်ခဏ6ဝ3နဲ့စားလိုက်နေရ40 8ရှင်းဆိုမှတော့10ပြည့်ဖို့နည်းနည်းပဲလုံတော့တာဒါကြောင့်မလို့ဆရာတို့250လို့သုံးလိုက်တယ် ရှင်းပြီလားမသိဘူး။150ဆိုတော့25 UF 3ရမယ်လို့ပြောထားတယ်။3ပုံပုံတော့တပုံဒီ capacity UF ဖြစ်တယ်။ရှင်းပြီလား UF ကိုရလာပြီလား။ဘလောက် UF လို့ရလာပြီလား။ရလာပြီနော်။ဒါဆိုဒီနေရာမှာအဲ့ဒီ UF ကိုရပြီးသွားပြီဆိုရင်ဒီ UF က3ပုံပုံလုံးတပုံပုံရလာတာ။ဒါဆို25လို့ဆိုနံပါတ်1 20တခုရှာမယ်။25ဆိုတော့အရှိတ်အတင်မယ်။ 946ဝါနဲ့စားလိုက်မယ်ဘယ်လောက်ရလဲ0.033မတူညီတော့ဝတ်အားလုံးကိုဒါနဲ့တွဲ့ရပါမယ်လို့ပြောသွားတာရှင်းပြီလားမသိဘူးဟုတ်တယ်နော်နံပါတ်3ဒီနေရာမှာ10ဝတ်ပြည့်ခဲ့မယ်ဆိုရင်လေ0.033နဲ့တွတ်ပါလို့ဆိုလိုတာတကောင်မှာ 25 UF ကဘလို့ရလာတယ်လဲဆိုတော့946ဝကို3ပုံပုံလို့တပုံကို capacitor UF သုံးရမယ်ရှင်းပြီလားမသိဘူးเนาะ okay capacitor UF ကိုရလာတယ်နံပါတ်2ကတော့ဘာကိုရှာလိုက်တာလဲตัวนี้ကိုရှာလိုက်တာ25 UF ကိုရှင်းမှာထားပြီ946ဝနဲ့စလိုက်တဲ့ကဘလို့ရတော့0.033ရတယ်နံပါတ်3 မတူညီတဲ့ဝတ်တွေအားလုံးကိုဒါနဲ့တွက်လို့ရပါတယ်လားရှင်းပြီလားဒီနေရာမှာနံပါတ်3မှာ150ဝါဘာလို့မလဲအစားဒီတွက်နေကိုယူပြီးထင်းယူအပ်ထွက်လာလိမ့်မယ်ရှင်းပြီလားမသိဘူးနံပါတ်3နေရာမှာတ900ဝါ900ဝါကိုနေ့ရက်တင်ကားစာနေ့ရက်တွက်နေကိုယူလိုက်ယူအပ်ထွက်လာလိမ့်မယ်ရှင်းပြီလားဒီထိသဘောပေါက်ပြီနော်ဘယ်လောက်ဆိုတော့သဘောပေါက်ပြီလား နားလည်ပြီနော်အဲ့ဒီမှာမှ positive negative တို့ကကိုယ့်ကိုနည်းနည်းလေးထုတ်ယူသုံးလို့ရတယ်အဲ့တော့နံပါတ်3ဒီနေရာမှာတထောင်ဝတ်ပြခဲ့မယ်ဆိုရင်လေဒီတွက်နဲ့ကိုယူပြီးတွက်လို့ရတယ်လက်ရှင်းသွားပြီလားအားလုံးဟုတ်တယ်နော်ဒီသဘောတရားကိုနားလည်ဖို့လိုတယ်ဒါကတော့ဆရာတို့ဒီနေရာမှာ150ဝတ်လို့အစားထိုးကြည့်လိုက်မယ်ဒါလည်းဘာနဲ့တွက်ရမှာလဲဒီတန်ခမ်းစာဘယ်ကရလာလဲဆိုတာသိသွားဖို့လိုတယ်တအား ရှင်းပြီလားမသိဘူးเนาะအဲ့တော့ဒီကပစီတာ US ကိုတိုင်းတဲ့ခါတော့ဒီဘက်တစ်ချောင်းဒီဘက်တစ်ချောင်းနဲ့တိုင်ထား25 US ဆိုတာကို second byte အတွက်တက်မှာပြလာရမယ်ဒီမှာဖိုက်ရခိုင်လုံးအပေါင်း900ခိုင်လုံးအပေါင်း900ခိုင်လုံးအနှုတ်အနည်းငယ်လူတို့ပေါ်ရှိုးရတယ်လားနောက်ပြီး capacity body body မရှိရဘူးဒီမှာတစ်ချောင်းထောင်းမယ် body တစ်ချောင်းထောင်းမယ် US လုံးမပြရဘူး US လုံးပြနေကောင် body ကျနေပြီရှင်းပြီနော်ဒါ capacity သင်ခန်းစာဖြစ်တယ် 燕麦。Yeah,